မင်္ဂလာပါခင်ဗျာအိရမြန်မာကနေပြီးတော့နိုဝင်ဘာလ30ရက်နေ့ကမ္ဘာတဝမ်းမှာရှိတဲ့ထူးခြားတဲ့သတင်းတွေကိုတင်ပြပေးလူတာဖြစ်ပါတယ်တင်ပြပေးလူတဲ့သတင်းတွေကတော့နိုင်ဂျီးရီးယားမှာနိုင်ငံတဝမ်းအရေးပေါ်လူမျိုးရေးခြေလှယ်ကြီးညာတယ်ဆိုတဲ့သတင်းတရားမဝင်လိန်ဖျော်ဖြေရုပ်ရောင်းချမှုအရေးယူမယ်လို့စီရင်ကဂရိပြုတယ်ဆိုတဲ့သတင်းဌာနဥစ္စာကောက်ခံရေးဥရေချမ်းစစ်စလန်လွှတ်တော်မှာမဲခွဲမယ်ဆိုတဲ့သတင်းဖလာဘိုင်သမရဟောင်းဒူတာတေးကို ICC တရားသူကြီးတွေပြန်လည်ပေးဖို့စီစဉ်နေဆိုတဲ့သတင်းနဲ့ ်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဒီအကြီးကျယ်လောင်ကျောင်းမှုကြောင့်အင်ဂျင်လုံးပေါင်း1500ကျော်ပျက်စီးတယ်ဆိုတဲ့သတင်းတို့ဖြစ်ပါတယ်ပရမအောင်တင်ပြပေးလို့တဲ့သတင်းကတော့နိုင်ဂျီးရီးယားမှာ နိုင်ငံတော်ဝန်မှာအရေးပေါ်အခြေအနေကြီးညာတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်နိုင်ဂျီးရီးယားသမ္မတဘိုလာတင်နုဘူဟာနိုင်ငံတော်ဝန်အရေးပေါ်လုံခြုံရေးအခြေအနေကြီးညာလိုက်ကြောင်းသိရပါတယ်နိုင်ဂျီးရီးယားနိုင်ငံမှာအကြမ်းဖက်တိုက်ခိုက်မှုများနဲ့ပြန်ပြီးဆွဲမှုများမြင့်တက်လာပြီးနောက်အခုလိုအရေးပေါ်လုံခြုံရေးအခြေအနေကြီးညာလိုက်ခြင်းဖြစ်ပါတယ် နိုင်ဂျီးရီးယားသမ္မတဟာတောင်အာဖရိကနိုင်ငံမှာကျင်းပမဲ့ G20 ထိပ်သီးအစည်းအဝေးကိုတက်ရောက်ရန်စီစဉ်ခဲ့တော်လဲနိုင်ငံရဲ့လုံခြုံရေးအခြေအနေများကြောင့်အစည်းအဝေးကိုဖျက်သိမ်းခဲ့ရကြောင်းသိရပါတယ်။နိုင်ဂျီးရီးယားသမ္မတကနိုင်ငံရဲ့လုံခြုံရေးအခြေအနေများကြောင့်ကျွန်တော်ဟာနိုင်ငံတော်ဝန်ပေါ်မှာရေးပေါ်လုံခြုံရေးအခြေအနေကြီးညာခဲ့ရတယ်။ဒါ့အပြင်လုံခြုံရေးတပ်ဖွဲ့တွေအတွက်လူသက်တွေထပ်မံခေါ်ယူသွားမယ်လို့ပြောပါတယ်။နိုင်ဂျီးရီးယားသမ္မတဟာရဲတပ်ဖွဲ့ကိုလူသက်အနည်းဆုံး2000ကျော်ထပ်မံခေါ်ယူရန်နဲ့အကြမ်းဖက်မှုပုံမှုဖြစ်ပွားနေသောဒေသများကိုလုံခြုံရေးတပ်ဖွဲ့ဝင်များ ပုံမစစ်လို့သွားမှာဖြစ်တယ်လို့သိရပါတယ်။နိုင်ဂျီးရီးယားနိုင်ငံရှိရာဇဝတ်ခိုင်းများနဲ့အချမ်းဘက်ဖွဲ့စည်းများဟာနိုင်ငံအတွင်းလူစီကားရာဒေတာများမှာပြက်ပြေးဆဲမှုများပုံမလုံဆောင်ရရှိကြောင်းသိရပါတယ်။အဆိုပါရာဇဝတ်ခိုင်းများနဲ့အချမ်းဘက်ဖွဲ့စည်းများကိုလူတွေကိုဖမ်းဆီးပြီးနောက်ပြန်လွတ်ပေးလို့လင်းအခကျင်းငွေတောင်းခံမှုများရှိနေတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့တရားမဝင်လိန်ဖြောပြေးရုပ်ရောင်းချမှုတွေအရေးယူမယ်လို့ဆွေရင်ဂရီးပြူတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ကလေးပုံစံတူလိန်ဖြော်ရေးရုပ်တွေကိုနိုင်ငံတွင်းမှာရောင်းချမှုရှိကြောင်းစောစောပိုင်းကသတင်းတွေထွက်လာပြီးနော်အွန်လိုင်းကတစ်ဆင့်အဲ့ဒီလိုရုပ်တွေရောင်းချမှုကိုတိုက်ဖြတ်သွားမှာဖြစ်ကြောင်းဆွေရင်ဆိုးရကနိုဝင်ဘာလ28ရက်နေ့မှာကတိပြုပြောကြားခဲ့ပါတယ်မိခင်တရားအနေနဲ့ဒီလိုရုပ်တွေကိုအွန်လိုင်းပေါ်မှာတွေ့မြင်ရတဲ့အတွက်အမှန်တကယ်စိတ်ကြေကွဲရတာကြောင့်မိဘများအလုံးကိုစားအေးအေးယူဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းဆွေရင်လူမျိုးရေးဝန်ဆောင်မှုဝန်ကြီးကာမဲလာဝါတာဆင်ဂရွန်ဘေက AP သတင်းဌာနကိုပြောပါတယ် အဲ့ဒီထုတ်ကုန်မျိုးတွေဘယ်နေရာမှာရောင်းလို့ဝယ်လို့မဖြစ်စေရရေးတေချောင်းစီရင်စိုးရကဆောင်ရွက်လူချောင်းကမလာက ပြောပါတယ်။ Electronic စီးပွားရေးကုမ္ပဏီတွေကအဲ့ဒီလိုရုပ်တွေရောင်းချနေကြောင်းစစ်ဆေးတွေ့ရှိပြီးနောက်တုံ့ပြန်ရေးစီရင်စိုးရကနိုဝင်ဘာလ28ရက်နေ့မှာ အစည်းအဝေးကျင်းပခဲ့ပြီးနောက်ကမလာရဲ့ဝန်ကြီးဌာနကထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားတာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးမှာကလေးတငယ်ကာကွယ်ရေးပေးဖွဲ့တွေနဲ့ online ဈေးရောင်းသူတွေအစိုးရ agency တွေပါဝင်တယ်လို့သိရပါတယ်။ online ဈေးရောင်းတဲ့ website တွေကကလေးတငယ်တွေနဲ့တူတဲ့လိမ်ဖြော်ပြေးရေးရုပ်တွေရောင်းချမှုမရှိသေးရင်တေချာမဲ့အစီအစဉ်ချမှတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောဆိုပါတယ်။အဲ့လောဆောင်မှုတွေဟာလုံလောက်မှုရှိပါသလားဆိုတဲ့မေးခွန်းကိုကာမေလာကမိမိတို့အနေဖြင့်အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်တဲ့အပြင်နောက်ထပ်အရေးယူဆောင်ရွက်ဖို့လိုအပ်လာရင်တိုးဆုပ်နေမှာမဟုတ်ဘူးလို့ပြောပါတယ် လိမ်ပိုင်းဆိုင်ရာအွန်လိုင်းစော်ကားမှုတွေကိုစူတင်ကာကွယ်ရေးခြေလှမ်းတွေပါဝင်ကလေးတငယ်များအကြမ်းဖက်မှုကနေကာကွယ်ပေးရေးအစိုးရဗျူဟာတရအဖြစ်ပြင်ဆင်ထားကြောင်းကာမလန်ကဆိုပါတယ် Amazon နဲ့အခြားအွန်လိုင်းဈေးရောင်း platform တွေကကလေးတွေနဲ့တူတဲ့လိမ်ဖြော်ပြေးရေးအရုပ်တွေကိုရောင်းချနေကြောင်းကလေးတငယ်ကာကွယ်ရေးအုပ်စုတွေကရဲတပ်ဖွဲ့ကိုတိုင်ကြားပြီးနောက်ဆွေရဲမှာအွန်လိုင်းကနေအဲ့ဒီလိုအရုပ်တွေရောင်းချနေတာကိုအများပြည်သူတွေအာရုံစိုက်မိလာတာဖြစ်ပါတယ် အဲ့ဒီရုပ်တွေဟာတမီတာလောက်မြင်ပြီးကြောင်းဝစ်စုံလေးနဲ့ရောင်းချနေတာဖြစ်တယ်လို့နေမိုင်းဆိုင်ရာအသားဝေးဖော်ပြမှုတွေနဲ့ကြော်ညာရောင်းချနေတာဖြစ်တယ်လို့သိရပါတယ်။ဆိုရင်ဥပရိယကလေးတငယ်အဖြစ်ပုံပေါ်ထားတဲ့လိန်ဖြော်ပြေးရုပ်များရောင်းဝယ်မှုကိုပြင်းပြင်းထန်ထန်တားမြစ်တယ်လို့သိရပါတယ်။ဆက်လက်တပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ဒနာဥစ္စာခွန်ကောက်ခံရေးဥပရိချန်းဆွစ်ဇာလန်လွှတ်တော်မှာမဲခွဲမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ချမ်းသာကျွေးဝသူများထံမှာ ဥစ္စာဒဏ္ဍာရုံကောက်ခံရေးအဆိုပြုထားသောဥပဒေကျမ်းတစ်ရပ်ကိုစွစလန်လွတ်တော်ကနိုဝင်ဘာလ10ရက်နေ့မှာမဲခွဲကြမှာ ဖြစ်တယ်လို့သိရပါတယ်။အထက်ပါဥပဒေကျမ်းကိုကမ္ဘာအချမ်းသာဆုံးနိုင်ငံများထဲမှာပါဝင်တဲ့စွစလန်အနေဖြင့်ဒဏ္ဍာဥစ္စာပြန်လည်ခွဲဝေရေးအစီအစဉ်နဲ့ပတ်သက်ပြီးမိမြအာတိသရှိသူကိုမှတ်ချောက်တင်ပြီးမှာဖြစ်တယ်လို့သိရပါတယ်။လက်ဝဲဝါဒီဆိုရှယ်ဒီမိုကရက်တစ်လွတ်တော်အမတ်များတင်သွင်းတဲ့အဆိုပါဥပဒေကျမ်းမှာ Swiss franc ငွေတန်90အမေရိကန်ဒေါ်လာ62တန်းထက် အမွေရရှိသူများထံမှဥစ္စာဒဏ50ရာခိုင်နှုန်းကောက်ခံဖို့အဆိုပြုထားတာဖြစ်ပါတယ်။ကောက်ခံရရှိတဲ့အထက်ပါခွန်များကိုရာသီဥတုပြောင်းလဲမှုပြဿနာအကျိုးသက်ရောက်မှုလျှော့ချစေရေးစီမံကိန်းများမှာအသုံးပြုရန်အထက်ပါဥပဒေကျမ်းမှာအဆိုပြုထားပါတယ်။ဆွစ်ဇာလန်အခွန်နှန်းပြည်သူများနဲ့2500ခန့်မှာဆစ်ဖရန်ငွေတန်း90ထက်ပိုင်ဆိုင်မှုရှိထားသူများဖြစ်ပြီး၎င်းတို့အားလုံးရဲ့စုစုပေါင်းတန်းပိုင်ဆိုင်မှုတန်ဖိုးမှာဆစ်ဖရန်ငွေဘီလီယံ900ထိရှိကြောင်း ဆွစ်ဇာလန်တာဝန်ရှိသူများရဲ့အဆိုအရသိရပါတယ်။မကြသေးမီကာလာမြားမှာပြုလုပ်ခဲ့သောလူမှုသဘောထားစစ်တမ်းကောက်ခံချက်အရစစ်တမ်းပါဝင်သူ၃ပုံ၂ပုံကိုဒဏ္ဍာရီဥပဒေကိုကောက်ခံပြီးဥပဒေကြမ်းကိုကန့်ကွက်ထားတယ်လို့သိရပါတယ်။ဆွစ်ဇာလန်နိုင်ငံဟာကမ္ဘာအကြီးဆုံးဗန်နာရေးစီမံခန့်ခွဲမှုရဲ့ဗဟိုချက်လည်းဖြစ်တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ဖလပိုင်သမရဟောင်းဒူတာရီကို ICC တရားသူကြီးတွေကပြန်လွှတ်ပေးဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဖလပိုင်သမရဟောင်း ရိုဒီဂိုဒူတာတေးကိုလူသားမျိုးနွယ်ပေါ်မှာကျွလွန်ခဲ့တဲ့ရာဇဝတ်မှုတွေနဲ့တရားစွဲဆိုဖို့ပြင်ဆင်နေချိန်မှာသူ့ကိုလွှတ်ပေးတောင်းဆိုမှုတွေနဲ့ပတ်သက်လို့အယူခံတရားသူကြီးတွေရဲ့အဆုံးဖြတ်ကိုပြင်ဆင်ဖို့နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC မှာဖမ်းခံထားရတဲ့ယခုရက်ပိုင်းတွင်မှာပြန်လည်လွတ်မြောက်လာနိုင်ပါတယ်။ဒူတာတေးကိုလွှတ်ပေးလိုက်ရင်အမှုရင်ဆိုင်မှုပြန်လာမှာမဟုတ်ပဲလွတ်မြောက်နေချိန်မှာလည်းမျက်မြင်သက်သေတွေကိုရန်စတာတွေလုံနိုင်ကြောင်းတရားသူကြီးတွေကစစ်ဆေးတွေ့ရှိပြီးနောက်သူ့ကိုဆက်လက်ဖမ်းဆီးထားရေးအော်တိုဘာလဆုံးဖြတ်မှုကို သူ့ရဲ့ဥပဒေဆိုင်ရာအဖွဲ့ကအယူခံသွင်းနှင်းထားတာဖြစ်ပါတယ်ဒူရာဒီဟာမြို့တော်ဝင်ဖြစ်တာဝန်ထမ်းဆောင်ချိန်မှာနောက်ပိုင်းသမရမှာဖြစ်လာတဲ့အချိန်မှာမွေးစေဝါနှိမ်နှင်းမှုအတွက်လူဒါဇင်ပေါင်းများစွာကိုတပ်ဖြတ်ခဲ့တယ်လို့ ICC ရှေ့နေတွေက ပြောပါတယ်မွေးစေဝါရောင်းသူတွေနဲ့သုံးဆဲသူတွေလို့ဆိုသူတွေပါဝင်ရာဇဝတ်တောင်းတွေလို့ဆွတ်ဆဲခံထားရသူတွေကိုတပ်ဖြတ်မှုပါဝင်ဒူရာဒီကအကြမ်းဖက်တိုက်ခိုက်မှုလုပ်ရက်တွေပြုလုပ်ဖို့ညွှန်ကြားခဲ့တယ်လို့ ICC ရှေ့နေတွေကပြောပါတယ် ူတာတီရဲ့တမနာတတန်းတွင်တည်ဆုံးသူရေတွက်ခံမှန်းချက်ကိုအမျိုးမျိုးဖြစ်နေပါတယ်ဖလပိုင်ရေတက်ဖွဲ့ကလူ6000တည်ဆုံးခဲ့တယ်လို့ပြောထားချိန်မှာလူခွေရေးဖွဲ့ကတော့လူ3000လောက်တည်ဆုံးခဲ့တယ်လို့ပြောပါတယ်ပြီးခဲ့တဲ့မက်စလာကဒူတာတီကိုဖမ်းဆီးချိန်မှာတပ်ဖြတ်ခံရတဲ့သူရဲ့မိသားစုတွေကကြိုဆိုခဲ့ကြပါတယ်ဒူတာတီဟာမှတ်ညံနေရိုးရော့နေပြီးရှင်းတွေကိုမကူညီနိုင်ဖြစ်နေတယ်လို့သူ့ရဲ့ရှင်းတွေကခြေပထားပါတယ်ဒူတာတီအာနာရှိချိန်ကအစံဖတ်တိုက်ခိုက်မှုတွေကိုစုံစမ်းစစ်ဆေးသွားမယ်လို့ ICC ရှေ့နေတွေက2018ခုနှစ်ဖေဖော်ဝါရီလတည်းမှာပြောထားပါတယ်။တမန်တော်ဝင်ထမ်းဆောင်နေစေဖြစ်တဲ့ဒူတာတေးကနောက်တလအကြာမှာဖိလစ်ပိုင်နဲ့ ICC တရားရုံးအဖွဲ့ဝင်ဖြစ်ကနေနှုတ်ထွက်မယ်လို့ပြောခဲ့ပြီးဒါဟာတရားဝင်မှုကိုရှောင်ရှားဖို့လှုပ်တာဖြစ်တယ်လို့လူခွေရေလှုံရှားတက်ကြသူများကပြောဆိုခဲ့ကြတယ်လို့သိရပါတယ်။နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာမီးကြီးကျယ်လောင်ကျွမ်းမှုကြောင့်အင်ဂျီလုံးပေါင်း1500ကျော်ပျက်စီးဆုံးရှုံးတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ င်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာရဲ့အကြီးဆုံးစည်ရဲသားရက်ွက်များနှံ့မှရက်ွက်တစ်ခုမှာမိအကြီးကျယ်လောင်ကျောင်းမှုဖြစ်ပွားခဲ့ရာတဲအိမ်လုံးပေါင်း1500ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီးလူပေါင်းထောင်ပေါင်းများစွာဟာအုံးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့သိရပါတယ်။အဆိုပါမူလောင်ကျောင်းမှုဟာအိမ်ကြီးပေါင်းထောင်ပေါင်းများစွာရှိသောစည်ရဲသားရက်ွက်မှာနော်မလာ25ရက်ညနေ9:22မိနစ်မှာလောင်ကျောင်းခဲ့တာဖြစ်ပြီးမိသက်ဌာနချုပ်အကြီးကဲတူကယမန်နေ့မှာပြောကြားခဲ့ပါတယ်။ဤသက်သမားများဟာ16နိုင်ကြာနီးပါး မိငိမ့်တက်ခဲ့ပြီနော်နောက်ဆုံးမှာမိငိမ့်တက်နိုင်ငယ်တယ်လို့၎င်းကဆိုပါတယ်ဒါကမြို့ဒါကမြို့ရှိတက်ဂရွန်စက်မှုဇုံကိုအာလီခေါ်စင်းရသားရက်ွက်မှာဒေသခံရာပေါင်းများစွာနေထိုင်ကြပါတယ်မိလောင်မှုဖြစ်ပွားတဲ့တိကျတဲ့အကြောင်းရင်းကိုမဆုံးဖြတ်ရသေးကြောင်းနဲ့ထိခိုက်မှုများလည်းမရှိကြောင်းဖော်ပြထားပါတယ်တန်များပလတ်စတစ်ဂတ်ထုပြားများဖြင့်ပြုလုပ်ထားသောအင်ဂျင်1500ကျော်ဟာမိလောင်မှုမှာလုံးဝသုံးမဟုတ်တစိမ့်တစ်ပိုင်းပျက်စီးသွားခဲ့တယ်လို့၎င်းရဲ့ပြောကြားချက်များအရသိရပါတယ် အခုဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့ကမ္ဘာတစ်လောမှာရှိတဲ့သူကြားတဲ့သတင်းတွေကိုရွေးချယ်ပြီးအောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြစမ်းမရှင်လန်းကြပါစေခင်ဗျာ။